လီယိုနယ်မက်ဆီဟာအင်တာမိုင်ယာမီနဲ့သက်တမ်းတိုးစာချုပ်ထုတ်ဆိုလိုက်ပြီးဖြစ်ပြီးအာဂျင်တီးနားဆူပါစတာဟာ2028ရာသီကုန်ဆုံးချိန်အထိမေဂျာလိ MLS မှာဆက်လက်ရှိနေမှာ ဖြစ်ကြောင်းကလပ်ပသင်းကကြားသာပတင်းတွေမှာအတည်ပြုခဲ့ပါတယ်သူပြန်ရောက်ပြီဆိုတဲ့ရိုးရှင်းတဲ့စာသားနဲ့အတူကလပ်အသင်းရဲ့ဆောက်လုပ်စဲ Freedom Park ကွင်းတဲ့အလဲစပွဲတစ်လုံးမှာမက်ဆီစာချုပ်ရေးထိုးနေတဲ့ဗီဒီယိုကို Inter Miami ရဲ့ X မှာဖော်ပြခဲ့ပါဗျာ။ ဒီမှာနေခွင့်ရတာနဲ့ဒီစီမံကိန်းကိုဆက်လက်ပါဝင်ခွင့်ရမှာကကျွန်တော်ကိုတကယ်ပျော်ရွှင်စေပါတယ်။ဒါကကျွန်တော်ရဲ့အိမ်မက်တစ်ခုဖြစ်တဲ့အပြင်အခုဆိုရင်လှပတဲ့လက်တွေ့အခြေအနေတစ်ခုဖြစ်လာခဲ့ပါပြီ။ဒီဘောလုံးကွင် Miami Freedom Park မှာကစားရတာပေါ့လို့အသက်38နှစ်အရွယ်မက်ဆီကကလပ်ပသင်းထုတ်ပြန်ချက်မှာပြောပါရယ်။ကျွန်တော် Miami ကိုစားရောက်လာကြတဲ့ကအရန်ပျော်ရွှင်နေခဲ့ရတာပါ။ဒီတော့ကျွန်တော်ဒီမှာဆက်နေရမယ့်အတွက်အမှန်တကယ်ဝမ်းသာရပါတယ်လို့မက်ဆီကဖြစ်ဆွတ်ပြောကြားခဲ့တာပါ ။အင်တာမိုင်ယမီရဲ့ပူရဲပိုင်ရှင်ဒေးဗစ်ဘက်ခန်ကမက်ဆီရဲ့စာချုပ်သက်တမ်းတိုးဖို့ဆုံးဖြတ်ချက်ဟာသူ့ရဲ့မြို့တော်ကလပ်အသင်းနဲ့ဘောလုံးအပေါ်ဂရိကဝတ်ပြုမှုကိုထင်ဟပ်စေတယ်လို့ပြောပါရယ်။သူကအရင်ကလိုပဲဂရိကဝတ်ရှိနေစေဖြစ်ပြီးတော့အနိုင်ရဖို့ဆက်ပြီးလှူလာနေပါတယ်လို့ဘက်ခန်းကပြောပါရယ်။ ပိုင်ရှင်နေအနေနဲ့သူလိုမျိုးဘောလုံးကိုချက်တဲ့ကစားသမားတယောက်ဒီနိုင်ငံရဲ့ဘောလုံးလောကအတွက်အများကြီးလှုပ်ပေးခဲ့တဲ့နောင်မျိုးဆက်သစ်လူငယ်ကစားသမားတွေကိုလှုပ်ဆော်ပေးခဲ့တဲ့ကစားသမားတယောက်ကိုပိုင်ဆိုင်ထားရတာကျွန်တော်တို့အရန်ကံကောင်းတယ်လို့ခန်းစားရပါတယ်အသက်38နှစ်အရွယ်ကမ္ဘာ့ကလားချန်ပီယံမက်ဆီရဲ့လက်ရှိစာချုပ်ဟာ2025 MLS ရာသီကုန်ဆုံးပြီးတာနဲ့တက်တန်းကုန်ဆုံးမှာဖြစ်ပါတယ် စာချုပ်တက်တန်တိုးဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့လကကလပ်အသင်းသတင်းရင်းမြစ်တွေက AFP ကိုပြောကြားထားပြီးတဲ့နောက်စာချုပ်တက်ကိုလှုံထုံလုံနေအရာလက်မှတ်ထိုးယုံမဲ့ကျန်တော့တဲ့ကိစ္စအဖြစ်ရှုမင်ခဲ့ကြတာပါ။မစီယာစာချုပ်တက်ကသူ့ကို American, Canada နဲ့ Mexico တို့ပူးရဲအင်ရှင်အဖြစ်လက်ခံကျင်းပမဲ့2026ကမ္ဘာဖလားပြိုင်ပွဲပြီးတဲ့အထိနဲ့နောက်ပိုင်းကာလအထိပါပြိုင်ပွဲတွေမှာဆက်လက်ကစားစေနိုင်မှာဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲတွေကိုဇွန်လ10ရက်နေ့မှာစတင်မှာဖြစ်ပြီးတော့ ဘလူပွဲကိုတော့နူးကြောင်စီပြင်းနဲ့ MetLife ကွင်းမှာဇူလိုင်လ19ရက်နေ့မှာကစားမှာဖြစ်ပါတယ်။ Messi ဟာ Paris Saint-Germain မှာမပျော်ရွှင်တော့တဲ့နောက်2023မှာ Inter Miami ကိုပြောင်းရွှေ့လာခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ထင်ရှားကြော်ကြတဲ့ကစားသမားဘဝအများစုကိုဘာစီလိုနာမှာကုံဆုံးခဲ့ပါတယ်။သူဟာစပိန်ဘလူးကြီးရဲ့လူငယ်အကယ်ဒမီကနေဖြတ်သန်းလာခဲ့ပြီး2004ကနေ2021အထိဘာစီလိုနာမှာကစားခဲ့ပါတယ်။ ဘာစီလိုနာမှာသူဟာလာလီဂါဖလားကို၁၀ကြိမ်ဆုတ်ခုခဲ့ပြီးတော့ UEFA Champions League ဖလားကိုလည်း၄ကြိမ်မြောက်ကန်မြောက်နိုင်ခဲ့ပါတယ်။2022ကာတာမှာအာဂျင်တီးနားကိုကမ္ဘာဖလားချန်ပီယံဖြစ်အောင်ဦးဆောင်ခဲ့ပြီးလာမယ့်နှစ်မှာလည်းဖလားကိုကာကွယ်ချင်တယ်လို့ထုတ်ပြောခဲ့ပါတယ်။သူဟာနိုင်ငံတကာအတွင်းကို134ကိုသွင်းယူထားပြီးတော့အာဂျင်တီးနားနဲ့အတူ2021နဲ့2024ခုနှစ်တည်းမှာအမေရိကဖလားကိုနှစ်ကြိမ်ဆုတ်ခုခဲ့ပါတယ်။ Major League ကိုသမိုင်း မက်ဆီဟာလာမယ့်နှစ်မှာကမ္ဘာဖလားကို6ချိန်မြောက်ပါဝင်ကစားနိုင်ပွဲရှိပြီးတော့ဒါကစံချိန်တစ်တခုဖြစ်လာမှာပါ။ဒါပေမဲ့သူ့ရဲ့ကာလရှည်ပြိုင်ဘက်ပေါ်တူဂီက ခရစ္စတီယာနိုရော်နယ်ဒိုကလည်းဒီစံချိန်ကိုလိုက်မိနိုင်ပွဲရှိပါတယ်။ရွှေဘော်လုံးဘလုံးတီယော၈ချိန်ရှင်မက်ဆီနေနဲ့မီရိုစလပ်ကလိုစေးရဲ့ကမ္ဘာဖလားသမိုင်းတစ်လျှောက်16ဂိုးသွင်းယူထားတဲ့စံချိန်ကိုကျော်ဖြတ်ဖို့၃ဂိုးပဲလိုရတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာတောင်အမေရိကခြေစစ်ပွဲဇေယျမှာထိတ်ဆုံးနေရကနေကိုမှတ်ဖြတ်ပြီးတော့လာမယ့်နှစ်ကမ္ဘာဖလားအတွက်တက်တောက်တက်တာနဲ့ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်မက်ဆီဟာသူ့အတွက်နောက်ဆုံးအင်ကွင်ပွဲဖြစ်နိုင်ပွဲရှိတဲ့လွန်ခဲ့တဲ့နှစ်ပတ်အကြာကဗင်နီဇူလာနဲ့ပွဲမှာသွင်းကို2ဂိုးအပါအဝင်8ဂိုးနဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့ပါတယ်။အင်တာမိုင်ယာမီဟာ2024မှာ playoff အဆင့်ကထွက်ခဲ့ရပေမဲ့မက်ဆီကိုယာတီရဲ့ major league အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခဲ့ပါတယ်။ 2025မှာတော့သူဟာ Major League သမိုင်းတစ်လျှောက်ဂိုး40အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ဒီဟာဒီမှာမိုင်ယာမီကိုအရှေ့ပိုင်း Conference မှာတတိယနေရာရရှိပြီးတဲ့နောက် Messi ဟာ Playoff အဆင့်ကိုပြန်လည်ရောက်ရှိအောင်ဦးဆောင်ခဲ့ပါတယ်။ပြီးခဲ့တဲ့စနေနေ့က Nashville ကို9-2နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ Hattrick သွင်းယူပြီး Inter Miami ရဲ့ပုံမှန်ရာသီပွဲစဉ်ကိုအဆုံးသတ်ခဲ့ပါတယ်။ ဒီဂိုးရီနဲ့အတူသူဟာ28ပွဲမှာ29ဂိုးသွင်းယူပြီးတော့မေဂျာလိဂ်ရဲ့ရွှေဖက်နှက်ကိုစွခုနိုင်ခဲ့ပါတယ်ရှင်။